မင်္ဂလာပါရှင်စံပတ် daily life channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါရရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့အမေလူထုတော်အမရဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်ဆောင်းပါးလေးရဲ့နာမည်ကထိုက်ထိုက်တန်တန်တဲ့နားထောင်ကြည့်ပါဦးနော်ထိုက်ထိုက်တန်တန် ေတ္တာငတ်မို့လို့သိဆုံးနေရသူတွေဒီနေ့ကဘာမှာအကြီးကျယ်အဆိုးဝါးဆုံးယောဂါဟာ TV လည်းမဟုတ်ဘူးအနာကြီးယောဂါလည်းမဟုတ်ဘူးနှစ်သက်လိုလားသူမရှိတာမေတ္တာထားခြင်းကြိရှုဆောင်းလျှောက်ခြင်းကိမဲ့တာပီလျာကံအဖြုခံရတာတွေပဲကိုယ်ကာယယောဂါတွေကိုတာမန်ဆေးဝါးများပေးလို့ရပါမယ်အထီးကျန်ခြင်းစိတ်ပြည့်အာရော့ခြင်း မျောလင့်ချက်ကုံဆုံးခြင်းဝေဒနာတွေကိုတော့မေတ္တာတရားနဲ့သာကုစားနိုင်ပါလေဒီနေ့ကဘာမှာ ပေါင်မုတ်တစ်ဖက်အတွက်အသက်ငယ်နေသူတွေအမြောက်များ ရှိနေတာမှန်တယ်လို့မေတ္တာအကျင့်နာလေးနည်းနည်းမှမခံစားရလို့သိဆုံးကြမဲ့လူတွေကလည်းဒုနဲ့ဒီပါမာတာထရီဇာဘုရင်ကြီးတိလားရှင်ကြီးမာတာထရီဇာ1998ခုနှစ်စက်တင်ဘာလ9ရက်နေ့က အိန္ဒိယနိုင်ငံကလကတားမြို့မှာနှလုံးရောဂါနဲ့ကွယ်လွန်အိမ့်ဆရောက်သွားတော့အိန္ဒိယအစိုးရကတီလာရှင်ကြီးရဲ့ကျွင်းကျန်ရတဲ့ရုပ်ကလပ်ကိုနိုင်ငံတော်စာပနအနေနဲ့တင်ကြုံမယ်လို့ကြေညာလိုက်ပါတယ်။နိုင်ငံတော်စာပနဆိုတာသူတို့စီမှာတမတာများဝင်ကြီးချုပ်များအာနာလက်ရှိနဲ့ကွယ်လွန်အိမ့်ဆရောက်မှပြုလုပ်တာထင်ပါရဲ့။အခုတော့တီလာရှင်ကြီးဟာသူတို့နိုင်ငံမှာ နှစ်ပေါင်း90နေထိုင်သွားပြီး လူလောကကစွန့်ပစ်ထားတဲ့လူအပေကံနင်းပြဆင်းရဲသားတွေကိုကယ်ဆယ်ကျွေးမွေးတုတ်တင်ပြီးလူအဖြစ်နဲ့လူလောကတွေပြန်လဲသွတ်သွင်းပေးသွားတဲ့မေတ္တာကိယုဏရှင်သူတော်စင်ကြီးပေမှုဒီသီလရှင်ကြီးကြီးမားလာတဲ့မေတ္တာရေစင်တွေကိုတုံ့ပြန်သောအားဖြင့် အခုလိုထိုက်ထိုက်တန်တန်ထူးထူးလေးလေးရွက်ဆောင်တာဖြစ်ပါလိမ့်မယ်။သူ့ဇာပနာကိုသီလရှင်ကြီးဟာဇာတိအားဖြင့် အယ်ဘီနီးယားနိုင်ငံမက်ဆီဒိုနီးယားမှာမွေးဖွားတာမို့တဲ့အယ်ဘီနီးယားသမ္မတလာတယ်အမျိုးသမီးတွေကအမေရိကန်သမ္မတကတော့ဟီလာရီကလင်တန်လာတယ်ဖိလစ်ပိုင်ကအမျိုးသမီးခေါင်းဆောင်ကိုရာဆန်အကီနိုလာတယ်အိန္ဒိယဝန်ကြီးချုပ်အသက်ခံရရှာသူရာဂျစ်ခန်ဒီရဲ့ဇနီးဆိုနီယာခန်ဒီနဲ့သမီးလာတယ်အိန္ဒိယအစိုးရအဖွဲ့ဝင်တွေလာတယ်ပြင်တစ်ကသမရရှိရကတော့အပြင်ဂျော်ဒန်နဲ့ဘယ်လ်ဂျီယံကမိဖုရားတွေလည်းလာကြတယ်လေ ပြီးတော့မှလူလောကကဘယ်မှမမကြုံရဘူးတဲ့ကौထနူနာတဲ့များလူအကျိုးပဲ့များစွန့်အာနာမကြများပြည့်တစားများကဒီပရင်တွေတမရကတော်တွေမိဖုရားတွေနဲ့အယောယောအနှော်နှော်ကြံတပြေတဲ့အသုဘရှုနေကြတယ်နေတာကြီးအာကစားယုံကြီးကအကျယ်ကြီးပါအဲ့ဒီထဲမှာ words of love are words of peace မေတ္တာတရားနဲ့ဆောင်ရွက်မှုမှန်သမျှ ငင်းချမ်းရေးအတွက်ရွက်ဆောင်ခြင်းပင်ဖြစ်၏ဆိုတဲ့ဆက်လုံးကြီးကိုပန်းတွင်နဲ့ဖော်ထားတဲ့ဆိုင်းဖုတ်ကြီးနောက်ခံပြုပြီးတိလားရှင်ကြီးရုပ်လောင်းမှုပြင်ထားတယ်။အလောင်းစင်ဘေးကထွန်းညိထားတဲ့ဖျောင်းနိုင်ကြီးပေါ်မှာတော့အချစ်ဆုံးအမိတို့ဆိုတဲ့စကားကိုအင်္ဂလိပ်လိုရေးထားပါတယ်။သာပနာကိုဂျေဇူးရှင်ကြီးအားနောက်ဆုံးလာရောက်ဃာရဝပြုတဲ့အနေနဲ့လူဒုက္ခိတတွေကပေါင်ပုံကလေး၊ရေဘူးကလေး၊ခဲတံကလေးစတဲ့ ပစ္စည်းလေးတွေနဲ့လာပြီးကြတော့ကြတယ်လေနှကောင်းမပါတဲ့လူဂျိုင်းတောက်တဲ့လူ မစွမ်းမတန်တဲ့ကလေးတွေရဲ့တီလာရှင်ကြီးပေါ်တုတ်ပြန်ချက်တွေကလည်းစိတ်ထိခိုက်เสียပါတီလာရှင်ရဲ့ရုပ်လောင်းကိုခေါင်းထဲထည့်ပြီးတဝက်ဖုံးထားတယ်ဖုံးထားတဲ့အပိုင်းကိုအိန္ဒိယနိုင်ငံတော်အလံနဲ့အုပ်ထားတယ်သူ့တီလာရှင်ကျောင်းထဲမှာအနေဆာရောက်တာပြင်မဲ့သူ့ရုပ်အလောင်းကို ပထမကလကတာတောင်ပိုင်းမှာရှိတဲ့ စိန့်သောမတ်စ်ဘုရားကျောင်းထဲမှာမှန်ကောင်းအုပ်ပြီးပြင်ထားတယ်။ခုနှစ်ရက်ထားပြီးတချို့မင်းနေမှာတော့ကောင်းဆောင်ကြီးစူပတ်ချန်ထရာဘို့စ်ကိုဂုံပြူမှဲ့ခေါ်ထားတဲ့နေတာကြီးအားကစားရုံကြီးတဲကိုစစ်အခမ်းနားနဲ့ရွှေပြောင်းတည်ယူလာပြီးနောက်ဆုံးအလေးပြုမှုခံယူတယ်။အဲဒီမှာသူ့ကိုလေးစားကြည့်ညိုတဲ့ကလကတာမြို့သူမြို့သားတွေဟာထောင်နဲ့တောင်းနဲ့ချီပြီးလာရောက်ကာရဝပြုနေကြတယ်။ တီလာရှင်နေဆိုတာတော့ဖွှဖွှေးကိုလှုပ်လို့သူတို့အယူဝါဒအရတဏ္ဏကုံတင်တဲ့သဘောများလည်းပြုတ်လုတ်တယ်။သူ့အချောင်းကိုမိန်ခွန်းနေပေးပြီးချီကျူးကြ။ဖျားသခင်ရဲ့ချီးမွမ်းတခြင်းတွေသိဆိုကြ။ကျန်းစာတွေကစာပိုက်တွေကိုဖတ်ပြကြပေါ့။ပထမဆုံးကလကတအက်ဘီရှော့ဟင်နရီဒီဆူဇာကမိန်ခွန်းပြောတယ်။ဒုတိယမန်ဘီအက်ဘီရှော့ကမိန်ခွန်းပြောတယ်။နောက်ပုယဟမင်းကြီးကဆေလွတ်တဲ့ အထူးကိုယ်စားလှယ်နိုင်ငံရကြာရေးတာဝန်ခံကာဒီနယ်ဆိုဒါနိုကမိန့်ခွန်းများပြောကြပါတယ်။အင်္ဂလိပ်ဘာသာ၊တင်ဂါလီဘာသာ၊ဟိန္ဒီဘာသာတွေနဲ့ပြောကြဟောကြတယ်လေ။သူတို့အားလုံးကတီလာရှင်ကြီးဟာအနုအဝဲအကျိုးအကန့်နဲ့သရောင်းစားများရဲ့အာကိုမိခိုရာမြစ်တာရှင်မကြီး။ဆင်းရဲဒုက္ခရောက်နေသူမှန်သမျှရဲ့ခိုကိုရာသူတော်စင်မကြီး။ ဘဝမှာမျောလင်းချက်ရောင်ကြီးကင်းမဲ့နေသူများရဲ့အလင်းရောင်စသဖြင့်တင်စားချက်အမျိုးမျိုးနဲ့ချီကျူးဂုံပြုပြောကြားသွားကြတယ်။သူ့ကိုသတင်းကြညာသူများကမာတာထရီဇာကိုမဲရောထရီဇာလို့ပြန်ဆိုခေါ်ပေါ်သွားကြတယ်။မဲရောဆိုတဲ့စကားကတော်ဝင်များအတွက် သုံးစကားမှုအမေထရီဇာလို့ပဲလူအောက်တန်းလွှာအားလုံးကနှစ်နှစ်ချိုက်ချိုက်ခေါ်ကြလိမ့်မယ်ထင်ပါတယ်။ ဒီသီလရှင်ကြီးကတခါကများမွေးလာတော့လက်နှစ်ဖက်မပါလာတဲ့ကလေးလေးဖြစ်နေလို့မိဘများကဒီကလေးကိုအမှိုက်ပုံနဲ့ဖြစ်ခဲ့တယ်။သီလရှင်ကြီးကဒီကလေးကိုကောက်ယူမွေးကြွေးကယ်ဆယ်ထားပြီးနောင်တော့တကယ်ချင်းချင်းနာနာမွေးကြွေးတုပ်တယ်ပင်အမျိုးသမီးတို့ကိုပေးအပ်လိုက်လို့ဒီကလေးဟာအခုတော့အရွယ်ရောက်လာကြီးပြင်းလာပြီးသီလရှင်ကြီးရဲ့မေတ္တာစေတနာကြောင့်သာ သူဒီလိုအသက်ရှင်လူဖြစ်ရတယ်လို့ပြောပါတဲ့။ အမိထက်ပိုတဲ့မေတ္တာထားနိုင်တဲ့မဟာအမိပါကလားအမိထရီဇာဟာဘုရင်ကြီးတိလရှင်မှာနှုတ်ပင်မဲ့ကလကတားလူနေရာမှာခရိယန်သောဟိန္ဒူသောမွတ်စလင်သောမခွဲကြပဲဘာသာရေးခြားနာမှုလူမျိုးရေးခြားနာမှုဇနိမ့်ဇမြင့်ခြားနာမှုဆိုတဲ့လူပေါင်းလူလောကမှာ လူတွေကတမင်တကာပြုတ်လုထားတဲ့ ခွဲခြားမှုပေါင်းတွေအားလုံးကိုကြော်လွှားပြီးတော့လူမှန်ရင်လူလိုပဲနေထိုင်အသက်ရှင်နေနိုင်ရမယ်လို့ဆိုပြီးအနုအဝဲကိုလည်းသူကိုယ်တိုင်မယုံမရှာဂိုင်တွယ်ပြုစုတယ်။အကျိုးအကန့်ကိုလည်းသူကိုယ်တိုင်ဖေးဖေးမမပွေ့ပွေ့ပိုက်ပိုက်မွေးကြွေးတယ်။ယောဂဗျာအမျိုးမျိုးနှိပ်ဆက်ထားသူများကိုလည်းကြီးမားဖြူစင်လာတဲ့စေတနာနဲ့ပိုက်ထွေးပြုစုသူဖြစ်ပါတယ်။ဒါကြောင့် သူနဲ့ဘာသာမတူသူများကလေ သူစေတနာမေတ္တာကိုဘယ်သူမှဘာသာမတူသကောရဲ့လို့လှည့်လို့မရှိနိုင်ကြဘူး။တော်ပါပြီလေမေတ္တာစေတနာကြီးမားပါပြီရေလို့အကျင့်ကျင့်သာရုခေါ်မိကြသည်ကြီးပါ။အခုသူဒုက္ခသည်များခိုကိုရာစခန်းတွေကတကဘာလုံးကနိုင်ငံပေါင်း100ကျော်မှာစခန်း900လောက်ရှိနေပြီတဲ့။သူစခန်းအမျိုးမျိုးတွေထဲမှာ အကျင်းထောင်ကလွတ်လာတဲ့အမျိုးသမီးများခိုကိုရာစခန်းလေးပါတဲ့အမေတို့စီမှာအမျိုးသမီးတွေအပြစ်ဒဏ်တင်ပြီးထောင်ထဲရောက်လာရင်ရောက်လို့မှတနှစ်မပြည့်သေးဘူးအပြင်မှာကြံရစ်တဲ့လင်းယောက်ျားဆိုသူက နောက်မိမယူလိုက်ပြီလေအဲ့ဒီတဲ့ထောင်ထဲရမရစီရောက်လာရင်မရလို့သူမှာထောင်ထံအပြင်လင်းဆွတ်ပြစ်ခံရတဲ့ဒဏ်မှာထတ်လောင်းလို့ကြာခံရရှာလေပြီးတော့ထောင်ကနှစ်စီလို့လွတ်ပြီဆိုတော့ ပြန်စရာအိမ်ကမရှိတော့ဘူးအမေထရီဇာဟာဒီလိုဒုက္ခမျိုးကိုလည်းနားလေတယ်စာနာတယ်ကုညီတယ်ကဲဆဲတယ်လီအော်ဖြူလဲဖြူစင်တဲ့နှလုံးသားပါပြီလူဟာလူမှုစိုးရင်လေတခြားလူတွေကိုဒုက္ခရောက်စေလိုက်တာပြောမကုန်ဘူးဟစ်တလာတို့ကောင်းစားခဲ့စဉ်တုန်းကလူတွေတန်းနဲ့ချီပြီးတတ်ခဲ့ပြီးကောင်းရင်လေကောင်းသလောက် တခြားလူတွေမှာ ချမ်းသာလိုက်တာလူကားမဖျားဖြစ်အောင်ကြင်ကြံနိုင်တယ်ဆိုထားတယ်မလားချစ်ချင်းမေတ္တာဆိုတာသူ့ဖာသာသူဒီအတိုင်းရှိနေုံနဲ့အတိတ်ပဲမပြည့်စုံပါဘူးပြည့်စုံတဲ့ချစ်ချင်းမေတ္တာမှာသူ့အကျိုးဆောင်ရွက်ပေးခြင်း သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဆိုတဲ့လှုပ်ဆောင်မှု ရှိကိုရှိနေရပါမယ် မာတာထရီဇာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။